လူရှင်များနဲ့တကွဓမ္မမိတ်ဆွေများအားအနုမောဒနာ တရားနေဖြင့်မိလိန်ဒမင်းကြီးဤစိတ်ထားပြုပြင်ဤတရားဒေသနာတော်ကို ဟောကြားပေးမှာဖြစ်ပါလေလောကကြီးမှာ တတဝါတွေအားလုံးဟာစိတ်ရဲ့စေခိုင်းမှုကိုခံကြရတယ်စိတ်အလိုအတိုင်းပဲဖြစ်ကြရတယ်ပေါ့တန်ယုတ်တနိကေစိတ်တတုတ်ထဲမှာမြတ်စွာဘုရားဘာဟောတယ်လဲဆိုတော့စိတ်ဒေနနေယတေလောကဟောဒီလောကကြီးကို စိတ်ကဆွဲဆောင်တယ်စိတ်ဒေနပရိကတတိအဲ့ဒီလောကကြီးကို စိတ်ကပဲဆွဲငင်အပ်တယ်စိတ်တတဧကဓမ္မတသဗ္ဗေဝဝတ္တမနောကုစိတ်လို့ခေါ်တဲ့တခုဒီသောတရားရဲ့အလိုကိုပဲတတ္တဝါတွေဟာလိုက်နေကြရတယ် စိတ်ကပွားဆိုရင်ပွားရတယ်စိတ်ကထိုင်ဆိုရင်ထိုင်ရတယ်စိတ်ကပြောဆိုရင်ပြောရတယ်စိတ်ခိုင်းတာကိုတတဝါလေးကလိုက်လုံနေကြရတယ်ပေါ့ခိုးတယ်ဆိုတာလဲစိတ်ကလိုချင်တဲ့စိတ်မတရားလိုချင်တဲ့စိတ်အဲ့လိုလောဘတွေပေါ်လာတဲ့အတွက်ကြောင့်ကာယကံမြောက်ခိုးတယ်ဝစီကံမြောက်ခိုးတယ် လူတတ်မှုဖြစ်တယ်တရားခံဘသူလဲလို့မေးရင်သူ့ရဲ့ဒေါသစိတ်ပဲဒေါသစိတ်ကမကြေမနက်တည်းဖြစ်ပြီးတော့သွားတတ်သွားတတ်စိတ်ကခိုင်းတော့အဲ့ဒါကာယကံမြောက်လွန်ကျူးမှုတွေဝစီကံမြောက်လွန်ကျူးမှုတွေဖြစ်လာတယ်။ဟောကာမေသူမိစ္ဆာစာရကစိတ်ကခိုင်းတာပဲလေ။ဒါမကောင်းတဲ့ကိစ္စမှပြောတာ။ကောင်းတဲ့ကိစ္စမှလည်းဒီတိုင်းပဲပေါ့။ဒီနေ့တက္ကရာကမတွေ ပြည်ချောင်းတိုက်ကိုလာပြီးတော့တန်ဃာတော်တွေကိုစွန့်ဆက်ကလူတန်းကြတယ်။ဘသူခိုင်းလိုက်လို့မင်းစိတ်ကခိုင်းတာပဲ။လာစိတ်ကသွားကြရအောင်တရားနာဖို့သွားကြရအောင်စွန့်ကပ်ဖို့သွားကြရအောင်ကုသိုလ်လုပ်ကြရအောင်လို့စိတ်ကခိုင်းတဲ့အတွက်ကြောင့်ဒါလုံးဖြစ်သွားကြတာပဲနိ။ဒါကြောင့်ကောင်းတဲ့ကိစ္စမှာပဲဖြစ်ဖြစ်မကောင်းတဲ့ကိစ္စမှာပဲဖြစ်ဖြစ်စိတ်ကစိတ်ခိုင်းတာပဲ။ ကောင်းတဲ့စိတ်ပေါ်လာရင် ကောင်းတဲ့အလုပ်တွေကို လုပ်ချက်ကြတာမကောင်းတဲ့စိတ်တွေစိတ်ဆိုးစိတ်ပုတ်စိတ်ယုတ်တွေပေါ်လာရင်မကောင်းတဲ့စကားတွေပြောမိကြတယ်မကောင်းတဲ့အလုပ်တွေလုပ်မိကြတယ်ဒါဘာသာတရားနဲ့မဆိုင်ဘူးလောကမှာတကယ်ဖြစ်ပြနေတဲ့သဘောပဲခရိယန်တွေလည်းဒီတိုင်းပဲအစ္စလမ်လည်းဒီတိုင်းပဲဟိန္ဒူလည်းဒီတိုင်းပဲဗုဒ္ဓဘာသာလည်းဒီတိုင်းပဲအဲကြောင့်မြတ်စွာဘုရားကစိတ်ဒေနာနေတေလောကော လောကကြီးကိုစိတ်ကဥဆောင်နေတာစိတ်ဒီနာပရိကတ်တတိစိတ်ကပဲလောကကြီးကိုဆွဲငင်ထားတာစိတ်တသဧကဓမ္မတသဗ္ဗေဝဝတ္တမနကိုတခုတည်းသောတရားဖြစ်တဲ့ဒီစိတ်ရဲ့အလိုကိုပဲတတ္တဝါတွေကလိုက်နေကြရတယ်အဲ့တော့ကောင်းတဲ့စိတ်များများပေါ်ရင်ကောင်းတာတွေများများလှုပ်ဖြစ်ကြရတယ်ပေါ့မကောင်းတဲ့စိတ်တွေများများပေါ်ရင် မကောင်းတာတွေများများလုပ်မိကြတယ်ပေါ့ဒါဘာသာတရားတိုင်းငြင်းမရတဲ့အချက်ဖြစ်ပါတယ်ဗုဒ္ဓရဲ့တရားတော်တွေကစဉ်းစားပြီးတော့ဟောထားတဲ့တရားမဟုတ်ဘူးလောကကြီးမှာတကယ်ဖြစ်နေတာတွေကိုချပြတဲ့တရားတွေဖြစ်ပါတယ်နော်ဒီသဘောတရားကိုဘယ်ဘာသာကမှငြင်းလို့မရအောင်ကောင်းတဲ့စိတ်ဖြစ်ရင်ကောင်းတာတွေလုပ်ကြတယ်မကောင်းတဲ့စိတ်ဖြစ်ရင်မကောင်းတာတွေလုပ်ကြတယ်ဒါဓမ္မတာပဲ ဒီတော့လောကကြီးမှာကောင်းတာတွေများများပေါ်ပေါက်ဖို့ကောင်းတာတွေထွန်းကားဖို့အတွက်လူသားတွေဘာလုပ်ရမလဲဆိုတော့စိတ်ကောင်း များများပေါ်အောင်ကြိုးစားရမှာဖြစ်တယ်ပေါ့စိတ်ဆုံးစိတ်ပုတ်တွေကိုဖယ်ချပြီးတော့စိတ်ကောင်းစိတ်မြတ်တွေများများပေါ်ပေါက်အောင်ကြိုးစားကြရမှာဖြစ်တယ်စိတ်ဆုံးစိတ်ပုတ်စိတ်ယုတ်တွေအစား စိတ်ကောင်းတွေအစားထိုးကြရမှာဖြစ်တယ်ပေါ့တနေ့တနေ့မှာစိတ်တွေဟာအများကြီးပြောင်းလဲနေတယ်9မိနစ်လေးအတွင်းစိတ်ကောင်းစိတ်ဆိုးရောထွေးနေတယ်စိတ်ကအလုံးမြန်းတယ်နော်စိတ်ကအလုံးမြန်းတယ်ဒီ9မိနစ်လေးအတွင်းမှာကိုစိတ်တွေဟာလေကောင်းတဲ့စိတ်ကလေးပေါ်လိုက်မကောင်းတဲ့စိတ်တွေပေါ်လိုက်တဲ့ စိတ်တွေကပြောင်းနေတာဥပမာပေါ့နော်မနေ့စောစောတက္ကရာမတို့တရားတွေထိုင်ကြတယ်သူမဟုတ်ဘုရားရှိခိုးကြတယ်အဲဘုရားရှိခိုးနေတဲ့အချိန်ဒါကုသိုလ်လုပ်တဲ့အချိန်ပဲဘုရားကိုအာယုံပြုနေတာကုသိုလ်ကောင်းတဲ့စိတ်ဖြစ်နေလားကြည်လင်တဲ့စိတ်စိတ်ချမ်းသာတဲ့စိတ်တွေဖြစ်နေတယ်ကောင်းတဲ့စိတ်ကိုဘုရားဘာသာမှာကုသိုလ်လို့သုံးတယ် မကောင်းတဲ့စိတ်ကိုဗုဒ္ဓဘာသာမှာအကုသိုလ်လို့သုံးလို့တယ်အဲ့တော့ဘုရားရှိခိုးနေတဲ့အချိန်ကောင်းတဲ့စိတ်ကလေးတွေဖြစ်နေတယ်ဘုရားရှိခိုးအချိန်မှာ ကောင်းတဲ့စိတ်တွေဖြစ်နေတယ်အဲ့ဒီအချိန်မှာအိမ်အောက်ကရောင်းဝယ်ဖောက်ကားတဲ့စကားတွေပြောနေကြမယ်စီးပွားရေးစကားတွေပြောကြမယ် ဖရာရှိခိုးရင်တန်လန်စိတ်ကရောက်သွားတယ်မိဟာကိုဘလို့ရောင်းရင်ဘလို့အမျက်ထွက်မယ်ကြည်နော်ဒီရှိခိုးနေတဲ့အချိန်ကလေးမှာကိုစိတ်ကအငြိမ်မနေဘူးစီးပွားရေးဖက်ကို ရောက်ပြီးလောဘတွေဖြစ်နေတာရှိခိုးရင်းကနေလောဘဖက်ကိုရောက်သွားတာတခါတလေအလိုက်မသိတဲ့သားတွေသမီးတွေမြင်းမြစ်တွေရှိတော့စူညမ်းနေတယ်အဲ့ဒါတွေကိုကြားပြီးတော့ဒေါသတွေဖြစ်ပြန်တယ် ီကလေးတွေလိုက်ကန်းစိုးမသိဘူးငါဘုရားရှိခိုးနေတာငါတရားထိုင်နေတာကုသိုလ်လုံးနေတဲ့အချိန်မှာတောင်မှစိတ်ကလေးတွေဟာကုသိုလ်ဇက်တိုက်ဖြစ်မနေဘူးအကုသိုလ်ဘက်ကို ပြောင်းသွားတယ်ကုသိုလ်စိတ်ကနေအကုသိုလ်ဘက်ကို ပြောင်းသွားတယ်၅မိနစ်အတွင်းမှာကိုကုသိုလ်စိတ်ကအကုသိုလ် ပြောင်းသွားတယ်ဒီတိုင်းပဲတခါအကုသိုလ်စိတ်ကနေကုသိုလ်ဘက်ကိုလည်းပြောင်းသွားတယ် တခါတလေစီးပွားရေးလုပ်နေတယ်အယောင်းဝယ်လုပ်နေတယ်လောဘတွေဖြစ်နေတယ်အဲ့လိုဖြစ်နေတဲ့အချိန်မှာတရားတရားတွေဖြစ်လာတော့ဟောရလာတဲ့အမျက်ဆုံးကလေးနဲ့သင်ငန်းလေးလှူရအောင်ចောင်းလေးဆောက်ရအောင်စသည်ဖြင့်စီးပွားရေးလုပ်နေခြင်းနဲ့ရလာတဲ့အမျက်ဆုံးနဲ့ဆက်ပြီးတော့လှူဒန်းဖို့ကုသိုလ်စိတ်ကလေးတွေဝင်လာတယ် စိတ်တွေကပြောင်းလဲနေတာเนาะလောဘဖြစ်နေတဲ့အချိန်မှလည်းဒေါသတွေဝင်လာတယ်ကုသိုလ်စိတ်တွေဝင်လာတယ်အကုသိုလ်စိတ်တွေလည်းရောထွေးနေတယ်ကုသိုလ်အကုသိုလ်တွေရောထွေးနေတယ်တခါတလေဒေါသဖြစ်တယ်တဦးနဲ့တဦးမသိမမြဲဖြစ်ဆဲဆူရန်ဖြစ်ကြတယ်ဒေါသတွေဖြစ်နေတယ်အဲ့ဒီအချိန်မှာမိမိတို့ရဲ့ဆရာသမားတွေရဲ့အဆုံးအမ မိမိဖတ်ထားတဲ့စာအုပ်ထဲကအဆုံးအမတွေကိုတတိယပြီးတော့တတိယနဲ့စိတ်တွေပေါ်လာတယ်အဲ့ဒါကုသိုလ်ပဲလို့မကြင်မနဲ့စဲဆိုရံဖြစ်နေတာကအကုသိုလ်ဖျားစကားတွေတရားတော်တွေအဆုံးအမစကားတွေကိုတတိယလိုက်တာကကုသိုလ်ကြည့်နော်ကုသိုလ်စိတ်တွေဖြစ်လိုက်အကုသိုလ်စိတ်တွေဖြစ်လိုက်အကုသိုလ်တွေဖြစ်လိုက်ကုသိုလ်တွေဖြစ်လိုက်နဲ့အချိန်ပိုင်းလေးတစ်ခုအတွင်းမှာရောထွေးနေတဲ့စိတ်တွေ ကောင်းတဲ့စိတ်မကောင်းတဲ့စိတ်အဲ့တော့မကောင်းတဲ့စိတ်ပေါ်လာရင်မကောင်းတဲ့စကားတွေပြောကြမယ်မကောင်းတာတွေလုပ်ကြမယ်ကောင်းတဲ့စိတ်တွေပေါ်လာရင် ကောင်းတာတွေပြောကြမယ်ကောင်းတာတွေလုပ်ကြမယ်အဲ့တော့လောကကြီးကိုငြိမ်းချမ်းစေခြင်းနဲ့တာယာစေခြင်းနဲ့ဆိုရင်တတဝါတိုင်းတတဝါတိုင်းကောင်းတဲ့စိတ်တွေများများဖြစ်ဖို့လိုတယ်ပေါ့ဒီစိတ်ကိုပြုပြင်လို့ရတယ်နော်ရုပ်တောင်မှပြုပြင်လို့ရသေးတာပဲ တောမှာနေတဲ့တောသားတယောက်တောသူတယောက်မဝတ်တဲ့အဝတ်စားတွေကိုမဝတ်တဲ့တော့ယုတ်ကလေးကလှပါရဲ့သားနဲ့တနခါမလိမ့်တဲ့မဝတ်စားတတ်တဲ့ခါမှာကြည့်လို့မကောင်းဟောမြို့ကိုရောက်လာတဲ့ခါမှာလိလာလိုက်တော့ဝတ်တက်လာတယ်ပြင်စင်တက်လာတယ်ဖီလိမ့်တက်လာတယ်လိမ့်ချက်တက်လာတော့ချောချောလာလာပပလေးဖြစ်လာတာ တော့ဒီရုပ်ကိုယ်တော်မှပြင်လို့ရတယ်လေအသားမဲတဲ့သူကအသားဖြူအောင်လုပ်လို့ရတယ်ပြင်လို့ရတယ်နော်ဒီနေ့ခေတ်ဆိုရင်ဆေးပညာတွေကပို့ပြီးတော့ထုံးကားနေတော့ခွဲစိတ်ပြုပြင်လို့ရတာလေအများကြီးပဲအဲရုပ်ကိုယ်တော်မှပြုပြင်လို့ရတယ်ဆိုရင်ဒီအလုံးလင်းမြန်စွာဖြစ်နေတဲ့စိတ်ကိုဘာလို့ပြင်လို့မရမှာလဲစိတ်ကိုပြင်လို့ရပါတယ်နော် စိတ်ကိုပြင်သင့်တယ်အပြည့်လို့စိတ်ကိုပြင်သင့်တယ်လဲဆိုတော့ဒီစိတ်တွေကြောင့်ပဲတတ္တဝါတွေဟာဒုက္ခရောက်ကြတာပဲမကောင်းတဲ့စိတ်တွေပေါ်လာတော့မကောင်းတဲ့စကားတွေပြောမူတာဝါဒလိမ့်နေသုဒ္ဓဝါစာဆဲကြတယ်ပိဒုနာဝါစာရန်တိုက်စကားတွေပြောကြတယ်တမဗလာပဝါစာအကျိုးမရှိတဲ့စကားတွေပြောပြီးအချိန်လေးဖြုံးကြတယ် ဗနာတိဘာသာသူတစ်ပါးသက်ကိုတက်ဖြတ်ကြတယ်အာတနာဒါနာသူများဥစားခိုးယူကြတယ်အမေတိမေဇာဇာတသူများသာသမီတွေကိုစော်ကားကြတယ်တရားခံဘသူလဲလို့မင်းစိတ်ပဲမကောင်းတဲ့စိတ်တွေကြောင့်မကောင်းတဲ့စကားတွေပြောမကောင်းတာတွေလုပ်ကြတယ်ဒါကြောင့်ဒီစိတ်ကိုပြုပြင်တဲ့နေပေါ့မကောင်းတဲ့စိတ်တွေကိုမွေးမြူထားမယ်ဆိုရင်မကောင်းတာတွေလုပ်မိမယ်မကောင်းတာတွေပြောမိမယ် ဘလောက်ပဲပတ်စံချမ်းသာချမ်းသာဘလောက်ပဲဘွဲ့ဒီဂရီတွေရရလောကကြီးမှာဂုံအတင်းရှိပါတယ်လို့ဘလောက်ပဲပြောပြော စိတ်ဆိုးစိတ်ပုတ်စိတ်ရုပ်တွေရှိနေမယ်ဆိုရင်မကောင်းတာတွေလုပ်မိမယ်မကောင်းတာတွေပြောမိမယ်သိလို့ရှိရင်ကောင်းရာသူကတိရောက်ဖို့မလွယ်တော့ဘူးပေါ့ငွေကြီးဘလောက်ပဲချမ်းသာချမ်းသာစိတ်ကောင်းမရှိရင် ကွယ်လွန်တဲ့အခါမှာကောင်းရာသူကလေးရောက်ဖို့မဖြစ်နိုင်ဘူးအလွန်ခက်ခဲတဲ့အလုပ်တစ်ခုဖြစ်တယ်ပြီးရင်လက်ရှိဘဝမှာလည်းကိုယ့်ကိုယ်ကိုမကြည်ညိုနိုင်ဘူးကိုဆိုးတာကိုပဲသိတယ်ကိုမိုက်တာကိုပဲသိတယ်ဘဝချင်းကကိုယ့်ကိုအထင်ကြီးလေးစားနေကြပြီမဲ့စိတ်ဆိုးစိတ်ပုတ်တွေရှိနေတာကိုပဲသိတယ်မနာလိုမှုတွေဝန်တိုမှုတွေဒေါသတွေရန်ညှိုးတွေမကျေနပ်မှုတွေကိုယ်တန်တယ်မှာဖြစ်နေတာကိုအတိဆုံး လိန်ညာလို့မရအောင်အဲ့တော့မကောင်းတဲ့စိတ်တွေဖြစ်နေတဲ့သူဟာစိတ်မချမ်းသာဘူးလောဘဖြစ်နေတာစိတ်ချမ်းသာတာမဟုတ်ဘူးဒေါသဖြစ်နေတာစိတ်ချမ်းသာတာမဟုတ်ဘူးအိတ်တမစ္စရိယဖြစ်နေတာစိတ်ချမ်းသာတာမဟုတ်ဘူးစိတ်မချမ်းသာဘူးစိတ်မချမ်းသာတော့သူ့ပါဇက်ကထွက်လာတဲ့ဇာတ်ရည်ကလည်းငိမ့်ချတဲ့ဇာတ်ရည်မဟုတ်ဘူးအပူဇာတ်ရည်ပူလောင်တဲ့ဇာတ်ရည်ထွက်လာတယ်ဒကာတော်မတို့တတိထားကြည့်ပါ မိမိကိုယ်ကိုလည်းသတိထားကြည့်သူများကိုလည်းသတိထားကြည့်သူ့စိတ်ထဲမှာပူလောင်နေရင်သူ့နှုတ်ကထွက်တဲ့စကားတွေကလည်းပူလောင်နေတယ်ကိုယ်စိတ်ထဲမှာပူလောင်နေရင်ကိုယ်နှုတ်ကထွက်တဲ့စကားတွေကလည်းအပူစကားတွေဖြစ်နေတတ်တယ်သတိထားကြည့်ပါနော်ကိုယ်စိတ်ကိုအမြဲတမ်းစောင့်ကြည့်သတိထားကြည့်ကောင်းတဲ့စိတ်တွေအဖြစ်များလားမကောင်းတဲ့စိတ်တွေအဖြစ်များလားကိုယ်စိတ်ကိုစောင့်ကြည့်ပါတနေ့တမ်းမှာ ဘလို့များဖြတ်ကျော်နေခဲ့တယ်လဲเนาะတရက်တရက်အချိန်တွေဘလို့ကုန်သွားတယ်လဲကိုကိုကိုစောင့်ကြည့်ကြည့်ပါတနည်းဆိုရင်လည်းများတယ်တနာရီချင်းတနာရီချင်းကိုစောင့်ကြည့်တနာရီအချိန်ကငါဘလို့ကုန်သွားတယ်လဲကောင်းတာတွေလုတ်ပြီးတော့အချိန်ကုန်သွားသလားမကောင်းတာတွေလုတ်ပြီးအချိန်ကုန်သွားသလားကောင်းတဲ့အတွေးတွေတွေးပြီးအချိန်ကုန်သွားသလားမကောင်းတဲ့အတွေးတွေတွေးပြီးအချိန်ကုန်သွားသလားကိုယ်စိတ်ကိုကိုစောင့်ကြည့်ပါအမှန်တိုင်းတွေးပါလိမ့်မယ်တတ္တဝါတွေများသောအားဖြင့် မကောင်းတဲ့စိတ်တွေအဖြစ်များပြီးတော့အချိန်ကုန်နေကြပါတယ်နော်ယင်းနေ့ခေတ်ဒီဆုတ်ကက်ကာလတတ္တဝါတွေရဲ့ကိလေသာတွေပိုထူးလာတယ်ခါတိုင်းတည်းပိုများလာတယ်ကိလေသာဖြစ်ဖို့လဲလွယ်တယ်ဖြောက်ဖို့လဲခက်တယ်ဒီနေ့ခေတ်ကလေဒေါသတွေဖြစ်ဖို့အလွန်လွယ်တယ်ပြင်ဒေါသတွေဖြောက်ဖို့လဲခက်နေကြတယ်ဒါဆုတ်ကက်ကာလရဲ့ထုံးစံပဲတက်ကက်ကာလမှာဆိုရင်လောဘဒေါသတွေဖြစ်ဖို့လဲခက်တယ် ဖြစ်ခဲ့ရင်လည်းဖြောက်ဖို့လွယ်တယ်ဆုတ်ခဲ့ကာလမှာကျတော့ဖြစ်ဖို့လည်းလွယ်တယ်ဖြောက်ဖို့လည်းခက်တယ်ဖြစ်လွယ်တယ်ဖြောက်လွယ်တယ်ဖြောက်ခက်တယ်ပေါ့နော်ဖြစ်ဖို့တော့လွယ်တယ်ဖြောက်ဖို့တော့ခက်တယ်ဘယ်ကြောင့်ကုက္ကုကိုတရီထားကြည့်ပါငါအချိန်လေးကိုဘလို့ဖြုံးနေတာလဲကောင်းတာတွေပြောကောင်းတာတွေလုပ်ကောင်းတာတွေတွေးပြီးတော့အချိန်လေးကုန်သွားသလားမကောင်းတာတွေပြောမကောင်းတာတွေလုပ်မကောင်းတာတွေတွေးပြီးအချိန်ကုန်သလားစောင့်ကြည့်ပါ ကိုယ်စိတ်ကိုကိုအမှန်တမ်းသိလာပါလိမ့်မယ်နော်စိတ်ကိုစောင့်ကြည့်ကြည့်ပါစိတ်ကိုစောင့်ကြည့်ပါနော်အဲ့တော့မကောင်းတဲ့စိတ်တွေအဖြစ်များလာကိုတွေ့လာရင်အလွန်ထိတ်လန့်စရာကောင်းတာတွေ့ရလိမ့်မယ်အော်ဒိုးတွေကြီးစမ်းဒီအသက်ဒီရွယ်ထိဒီလိုစိတ်တွေနဲ့ဖြတ်သန်းနေကြတာပဲဆိုတော့နားလည်လာလိမ့်မယ်အဲ့ခါကျမှဒီမကောင်းတဲ့စိတ်တွေကိုဖယ်ရှားခြင်းတဲ့စိတ်တွေပေါ်လာလိမ့်မယ် ဟောတရက်တရက်ဒီလိုစိတ်တွေနဲ့ငါအရှင်ကုန်းနေတာပဲလို့နားလဲလာလိုက်မယ်အဲ့ဒီမကောင်းတဲ့စိတ်တွေကိုဖယ်ချရမယ်ပေါ့ဖယ်ချတဲ့နဲ့ဘာဖြစ်လို့လဲတေသွားရင်လည်းကောင်းရာဘုံရောက်ဖို့မလွယ်သလိုလက်ရှိပိဿပံဘဝမှာလည်းမိမိစိတ်ကိုသိတဲ့သူတိုင်းကကိုယ့်ဘဝမှာအထင်သေးသွားလိမ့်မယ်မိမိရဲ့စိတ်တွေကိုသိတဲ့သူတွေလောကကြီးမှာရှိတယ်မိမိရဲ့စိတ်ရင်းကိုသိသွားပြီဆိုရင်အလွန်အထင်သေးစရာဖြစ်သွားလိမ့်မယ် တချို့စိတ်တန်ဥပဒနာလို့ခေါ်တဲ့စိတ်ကိုစောင့်ကြည့်တဲ့အလုပ်ကိုလုပ်တဲ့ပုံကိုယ်တွေပြောကြတယ်အရင်တုန်းကတော့ကိုယ့်ကိုယ်ကိုသူတော်ကောင်းကြီးထင်းနေကြတာနေ့စဉ်မပြတ်ကိုယ့်စိတ်ကိုယ်ကိုစောင့်ကြည့်ရင်စောင့်ကြည့်ရင်ကိုယ့်စိတ်ကိုနားလည်လာတယ်ဟောငါမကောင်းတဲ့စိတ်တွေအဖြစ်များနေပါလားကိုယ့်ကိုယ်ကိုသိလာတယ်ငကိုယ်တော့ကတော့ကိုယ့်ကိုယ်ကိုထုတ်လာပြီးထင်းနေတာငါလူကောင်းလို့ထင်နေကြတာကိုယ့်စိတ်ကို အဆက်မပြတ်စောင့်ကြည့်ပန်များလာတော့အမှန်တိုင်းသိလာတယ်။ငါမကောင်းတဲ့စိတ်တွေအချိန်တော်တော်များများဖြစ်နေတာပဲဆိုတော့နားလဲလာတယ်။အဲ့တော့ကိုယ်စိတ်ကိုသူများအတိမခံရဲတဲ့ပုံစံဖြစ်လာတယ်။ကိုယ်စိတ်ကူးနေတာတွေကိုသူများအတိမခံရဲဘူးချမပြရဲဘူး။ဘာသာစာအုပ်မှာချမရေးရဲဘူး။ကိုယ်စိတ်ထဲမှာကြံစည်နေတာတွေတွေးထုတ်တာတွေကိုဘာသာစာအုပ်မှာချရေးကြည့်။ကိုယ်ကိုယ်ကိုယ်တိုင်ဖျဲမှာမဟုတ်ဘူး။ မကောင်းတာတွေချောက်တွေးနေတော့အဲ့ဒါတွေကိုဗလာစာအုပ်မှာသာချရေးကြစတဲ့ဆိုရင်နော်ကိုကိုရေးတဲ့စာတော့ကိုဖတ်ရဲမှာမဟုတ်ဘူးဘာလို့လဲပုထုဇဉ်တွေကမကြံစည်ကောင်းတာတွေချောက်ကြံစည်တယ်မတွေးကောင်းတာတွေချောက်တွေးတယ်ပုထုဇဉ်တွေကလေမပြင်းမတင်တာတွေပြင်းမမပြောတင်တာတွေပြောဖို့ကြိုးစားတယ်မလုပ်တင်တာတွေလုပ်ဖို့ကြိုးစားတယ်စိတ်တွေကသိချောက်ဖို့ကောင်းတယ်ဒါကြောင့်မြတ်စွာဘုရားကဟောတာပေါ့လောကကြီးကိုစိတ်ကဆွဲဆောင်တယ်တတ္တဝါတွေအားလုံးဟာဒီတကူတီးတော့ဟောဒီစိတ်ရဲ့အလိုကိုလိုက်နေကြရတယ်ဆိုတာ ။ဘုရားဟောတာမမှားဘူးလေနော်။တကယ်လည်းအမှန်ပဲ။နောက်တခါတခါမတို့အနေနဲ့မိမိစိတ်တည်ဘာအဖြစ်များသလဲ။ကောင်းတဲ့စိတ်အဖြစ်များလားမကောင်းတဲ့စိတ်အဖြစ်များလားစောင့်ကြည့်ပါလို့။ဒါမှကိုယ်စိတ်ကိုပြင်သစ်ဖို့နားလည်လာလိမ့်မယ်။ကောင်းပြီအဲ့တော့မိလိန်တာမင်းကြီးကသူ့ရဲ့စိတ်ကိုဘယ်လိုပြင်သလဲဆိုတော့ခဏရတ္တိတ္တိ တိုင်းပြည်အုပ်ချုပ်တဲ့လူကိုငါမလုပ်တော့ဘူးသူစိတ်ကိုပြုပြင်ဖို့အတွက်ကို ပြင်ဆင်တာနော်မနေ့အိယာစောစောထဦးလဲမျက်နှာစေးကြောတန့်ရှင်တန့်ရှင်ပြီးတော့ဝိနေကြအဝတ်ကိုမဝတ်တော့ဘဲနဲ့ယဟန်တော်တွေဝတ်တယ်လို့စေးဆိုးထားတဲ့အဝတ်နော်အဝါရောင်အဝတ်ကိုဝတ် ပြီးရင်ခေါင်းပေါ်ကအစွတ်တစ်ခုကိုဆောင်းလိုက်တယ်ဘုံကြီးတွေလိုမျိုးကတုံးပုံစံဖြစ်သွားအောင်ဆန်တော့သူမရိပ်ဘူးပေါ့နော်ခិតတာခဏလောက်တာဆိုတော့ဝိနေကြဝိတေကိုအကုန်ချွတ်ပြီးတော့ဘုံကြီးတွေလိုမျိုးဝခေါင်းကိုလည်းပဲပေါ်ကနေအစွတ်တစ်ခုဆောင်းလိုက်တယ်ပြီးရင်တီလာကိုခံယူဆောက်တည် သီလခံယူစောက်တည်ပြီးတော့ဒိဋ္ဌံတယ်ဒီ9ရက်အတွင်းတိုင်းပြည်အုပ်ချုပ်တဲ့အလုပ်ကိုမလုပ်ဘူးတိုင်းပြည်အုပ်ချုပ်တဲ့အလုပ်ကိုလုပ်ရင်လောဘတွေဖြစ်ရမယ်ဒေါသတွေဖြစ်ရမယ်လေအဲ့တော့ဒီ9ရက်အတွင်းတိုင်းပြည်အုပ်ချုပ်တဲ့အလုပ်ကိုမလုပ်ဘူးဒီ9ရက်အတွင်းလောဘမဖြစ်အောင်စောင့်စည်းမယ် ဒေါသမဖြစ်အောင်စောင့်စည်းမယ်။မောဟမဖြစ်အောင်စောင့်စည်းမယ်။ကြည်ကျွန်းတွေအပေါ်မှာတောင်မှမေမာနမဖြစ်အောင်စောင့်စည်းမယ်။ခါတိုင်းဆိုရင်ငါဘယင်းဆိုပြီးတော့မေမာနဖြစ်တယ်လေ။ဒီခုနှစ်ရဲ့အတွင်းမှာတော့ဘသူအပေါ်မှာမှအထင်သေးခြင်းမထီမဲ့မြင်ပြူခြင်းဆိုတဲ့လောက်တွေမလုပ်ဘူး။မေမာနမဖြစ်အောင်စောင့်စည်းမယ်။ ကာယကံဝစီကံတွေကိုအထူးဆောင်စည်းမယ်။မြင်ရသမျှအာယုံတွေကြားရသမျှအာယုံတွေတွေ့ရသမျှအာယုံတွေတွေးသိတဲ့အာယုံတွေအပေါ်မှာလောဘဒေါသမောဟအကုသိုလ်တွေမဖြစ်အောင်အထူးဆောင်စည်းမယ်။တတ္တဝါတွေအလုံးပေါ်မှာမေတ္တာထားမယ်။ဘယ်ပုဂ္ဂိုလ်မှာတော့မေတ္တာမထားနိုင်ဘူးဆိုတာမရှိရဘူးတတ္တဝါအလုံးပေါ်မှာငါမေတ္တာထားမယ် ဒါမိလိန်နာမင်းကြီးရဲ့စိတ်ထားပြုပြင်နေပဲဥပုံသီလကိုစောက်တည်တယ်လို့မျိုးကို သူ့စိတ်ကိုစောက်တည်တာအတူယူတဲ့နဲ့နော်စောက်တည်ပြီးကျင့်တာနဲ့မစောက်တည်ပြီးကျင့်တာကွာတယ်ဒီနေ့ငါဒေါသမဖြစ်အောင်နေမယ်လို့စိတ်ကိုစောက်တည်ထားလိုက်ရဲ့ဒေါသဖြစ်เสียကြုံခဲ့ရင်တောင်မှဟောငါဒီနေ့ အဋိဌံထားတယ်ဒေါသဖြစ်လို့မသိမ့်ဘူးလို့ကိုယ့်ကိုယ်ကိုတတိပေးလို့ရတယ်နော်ဒေါသဖြစ်เสียကြုံပေမဲ့ဒေါသမဖြစ်အောင်နေဖြစ်တယ်ပေါ့ဥပမာတက္ကရာမတို့ဥပုပ်တိလတွေစောက်တည်ကြတယ်လေဒီနေ့ငါဥပုပ်တိလယူထားတယ်ဆိုတော့တခြင်းမစိုးဖြစ်အောင်ထိမ့်ဖြစ်တယ်ဂိမ်းတွေဘာတွေမစောဖြစ်အောင်ထိမ့်ဖြစ်တယ်ရုပ်ချင်းဗီဒီယိုမကြည့်ဖြစ်အောင်ထိမ့်ဖြစ်တယ်လေ အဲ့ဒီသီလမယူထားဘူးဆိုရင်တခြင်းဆိုစရာရှိလဲဆိုလိုက်ပါပဲဂိမ်းဆိုစရာရှိလဲဆော့လိုက်ပါပဲရုပ်ရှင်ကြည့်စရာရှိလဲကြည့်လိုက်ပါပဲလေပန်းနေနတ်သားတွေပန်းစရာလိမ့်စရာရှိလဲပန်းပါပဲလိမ့်ပါပဲလေဩသီလကိုယူထားတယ်ဆိုတော့ပန်းပန်ခြင်းပေမဲ့မပန်းဖြစ်ဘူးတဏ္ဍာလိမ့်ခြင်းပေမဲ့မလိမ့်ဖြစ်ဘူးလေအဲ့တိုင်းပဲပေါ့နော်ဒီနေ့ငါဒေါသမထွက်အောင်နေမယ်စိတ်ကိုဒီလိုပိုင်းဖြတ်လိုက်ရင်ဒေါသထွက်စရာကြုံခဲ့ရင်လည်း ထိမ့်ဖြစ်တယ်ပေါ့ဒါကြောင့်မင်းနနာမင်းကြီးရဲ့နေစနစ်ကိုအတူယူမိမိရဲ့မွေးနေ့လိုနေမျိုးတွေမှာဖြစ်ဖြစ်မိဘတွေရဲ့မွေးနေ့ဆရာသမားတွေရဲ့မွေးနေ့မှာပူဇော်တော့အဖြစ်ဒီနေ့မိဘကိုကုသိုလ်တွေနဲ့ပူဇော်မယ်ဆရာသမားကိုကုသိုလ်တွေနဲ့ပူဇော်မယ်ဆိုပြီးတော့အကောင်းဆုံးမွေးနေ့လက်ဆောင်ပေးမယ်ဆိုတော့တီလာတွေစောက်တည်ပြီးတော့ဒီနေ့တရက်လုံး ဘလို့ကိစ္စအကြုံကြုံငါဒေါသမထွက်အောင်နေမယ်နော်ဘလို့အချိန်နေပဲဖြစ်ဖြစ်ဒေါသမထွက်အောင်နေမယ်ဒီလိုမျိုးလေးတွေစိတ်ကိုပိုက်ဖြတ်ပြီးတော့ကြင်ကြည်ပါနော်စိတ်ကိုထိန်းလိုက်နိုင်တာတွေ့လိမ့်မယ်နော်စိတ်ကောင်းတွေ့များများဝင်လာအောင်ဒီလိုပဲပြပြင်ရမှာဖြစ်တယ်ပေါ့အဲ့တော့တရက်တာဟာများတယ်ဆိုရင်ပိုင်းလိုက်ဒီနေ့တမနဲ့လုံး ိမ်မှာဖြစ်ဖြစ်အလုံးမှာဖြစ်ဖြစ်လမ်းမှာဖြစ်ဖြစ်ဒေါသမထွက်အောင်နေမယ်လို့စိတ်ကိုပိုင်းဖြတ်ပြီးနေကြည့်တမနဲ့လောက်ကျင့်ကြည့်တမနဲ့နိုင်သွားရင်တခါနေလည်ပိုင်းဒီနေ့နေလည်ပိုင်းမှာဒေါသမထွက်အောင်နေမယ်လို့ပိုင်းဖြတ်ပြီးနေကြည့်အောင်မြင်သွားရင်တခါညာပိုင်းအေးဒီနေ့ညာပိုင်းမှာဒေါသမထွက်အောင်နေမယ်လို့ပိုင်းဖြတ်ကြည့်တရက်တာကိုထိမ့်နိုင်သွားလိမ့်မယ်တရက်တာကိုနိုင်သွားရင်နောက်တရက်ထက်ကျင့်ကြည့်အောင်အဲ့ဒီလိုအဲ့ဒီလိုနဲ့ရက်ဆက် ကျင့်လာနိုင်လိမ့်မယ်။เนาะတရက်ကနေတစ်ပတ်တစ်ပတ်ကနေတစ်လတစ်လကနေတစ်နှစ်နှစ်နှစ်သုံးနှစ်လောက်ဆိုရင်အသားကျသွားလိမ့်မယ်။မကောင်းတဲ့အစိတ်တွေတော်တော်လေးဝေးကွာသွားတာတွေ့လိမ့်မယ်။ကောင်းတဲ့အစိတ်တွေပဲเนาะဘာအယုံလာလာယောနိသောမနတိကာရလို့ခေါ်တဲ့ကောင်းတဲ့စိတ်တွေဖြစ်လာတာတွေ့လိမ့်မယ်။လေ့ကျင့်ကြည့်ပါ။ပုရုဇဉ်တွေဟာ တန်တရာမှာဘဝဆက်ဆက်ကအကုသိုလ်တွေအဖြစ်များလာတော့ထစ်ကနှင်းချင်းလောဘဖြစ်မယ်ထစ်ကနှင်းချင်းဒေါသဖြစ်မယ်အာယုံကလေးကိုမြင်လိုက်တာနဲ့ကြားလိုက်တာနဲ့တွေးလိုက်တာနဲ့လောဘဖြစ်မယ်ဆိုတာကြည့်ပဲဒေါသဖြစ်မယ်ဆိုတာကြည့်ပဲအကျင့်ပါနေတာအကျင့်ပါနေတာနော်လောဘစိတ်ဒေါသစိတ်တွေကအကျင့်ပါပြီးဥနေတာ तू ကကောင်းတဲ့စိတ်ကအရင်မလာဘဲနဲ့မကောင်းတဲ့စိတ်ကအရင်နေဖြစ်နေတယ်အကျင့်ပါနေလို့ဒီမကောင်းတဲ့စိတ်ကအခုဘဝမှာမဟုတ်ဘူး အရင်ဘဝတွေကတည်းကပါလာတဲ့စိတ်เนาะဒါကြောင့်ဦးဇင်းတို့ယနေ့မြတ်စွာဘုရားသာသနာနဲ့ကြုံကြိုက်ခိုက်မှာဒီမကောင်းတဲ့စိတ်တွေကိုဦးဇင်းတို့ဖယ်ရှားနိုင်ရမယ်ပေါ့ဘုရားသာသနာကိုကိုးကွယ်တာဘာလို့ပို့လဲဒီမကောင်းတဲ့စိတ်တွေကိုဖယ်ရှားဖို့ကိုးကွယ်တာပဲလေဘုရားဘာသာအဖြစ်ခံယူထားနေဆိုတာဘုရားသခင်ကမာစာလိမ့်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ကိုးကွယ်တာမဟုတ်ဘူးဘုရားရဲ့အဆုံးအမတွေကကောင်းလုံးလို့ မိမိတို့ရဲ့စိတ်နေစိတ်ဓာတ်တွေကိုပြုပြင်ဖို့အတွက်ဖះကိုကိုးကွယ်တာဖြစ်တယ်ကိုးကွယ်တယ်ဆိုတာကိုးဆိုတာအာကိုးတာကိုပြောတာကွယ်ဆိုတာကာကွယ်တာကိုပြောတာဖះရဲ့အဆုံးအမတွေကိုလိုက်နာပြီးကျင့်သုံးပြီးတော့မကောင်းတာတွေမဖြစ်အောင်ကာကွယ်တာကိုကိုးကွယ်တယ်လို့ခေါ်တယ်ပေါ့ဖះကိုကိုးကွယ်တယ်ဆိုပြီးတော့ချစ်ခိုးယုံနဲ့မပြီးဘူးလူနဲ့ယုံနဲ့မပြီးဘူးဖះရဲ့အဆုံးအမတွေကိုလိုက်နာမှဖြစ်မယ်ကျင့်ကြံမှဖြစ်မယ် နော်ဒါမှမြတ်စွာဘုရားကို ကိုးကွယ်ရာကျိုးနှက်ကြမယ်နော်မုံတံဘာသာဆိုတာဘုရားရဲ့အဆုံးအမကို နှစ်သက်လက်ခံထားတဲ့ပုံကိုယ်တွေဒါကြောင့်ကိုးကွယ်ရာကျိုးနှက်အောင်ဘုရားဆုံးမတဲ့အတိုင်းနေကြည့်ကြပါနော်မကောင်းတဲ့စိတ်ကိုတက်နိုင်သမျှဖယ်ချဒါမှနောက်နောက်ဘဝတွေမှာပါရမီရှင် genius ဖြစ်ကြမှာဖြစ်တယ်ဒီလိုသာသနာနဲ့ကြုံကြိုက်ခိုက်မှာ မိမိတို့ရဲ့စိတ်နေစိတ်ဓာတ်ကိုမပြုတ်ပြင်ကြဘူးဆိုရင်ဘယ်ဘဝမှာသွားပြင်ကြမှာလဲစဉ်းစားကြည့်နော်နောက်နောက်ဘဝတွေမှာအခုလိုဘုရားရှင်ရဲ့အဆုံးအမတွေကိုနာကြားရဖို့ကမလွယ်ဘူးဒါကြောင့်ဘုရားအဆုံးအမတွေကိုရခိုင်မှာမိမိတို့ရဲ့စိတ်နေစိတ်ဓာတ်တွေကိုကောင်းတဲ့ကောင်းအောင်ပြင်ကြပါသူများကိုမကြည့်နဲ့အတ္တကြီးအတ္တနာထောတယ်မြတ်စွာဘုရားကမိမိတည်ပြီးရင်မိမိအတွက်ကိုးကွယ်ရပဲအားထားရပဲ ဲ့တော့ကိုယ်စိတ်ကိုကိုယ်ကိုယ်တိုင်ပြင်မရမယ်နော်ကိုယ်စိတ်ကိုကိုယ်ကိုယ်တိုင်ပြင်မရမယ်ဒါကြောင့်ဘုရားတာသနာနဲ့ကြုံကြိုက်အဆုံးအမခေါင်းတွေကိုရရှိခိုက်မှာစူးစမ်းပြီးတော့ပြုပြင်ကြပါဒီလိုဘဝမျိုးမှာမှမပြင်နိုင်ဘူးဆိုရင်နောက်ဘယ်ဘဝမှာမှပြုပြင်နိုင်ဖို့မလွယ်ဘူးအခွင့်အရာလုံးပြုပြင်ထားကြပါနော်သာသနာနဲ့ကြုံတော့မှာမိမိတို့ရဲ့စိတ်နေစိတ်ဓာတ်ကိုကောင်းတဲ့ကောင်းအောင်ပြင်ကြပါရမီရှင်ဖြစ်အောင်ကြိုးစားကြ။ဘုရားဦးဇင်းတို့ ဆရာတော်ကြီးတွေဆုံးမတာရှိတယ်။ရှေးကဆိုးလို့ယခုဆိုးတယ်။ယခုဆိုးနောင်ဆိုးပါလိမ့်မယ်။ရှေးဘွားတို့ကစိတ်ဆိုးစိတ်ပုတ်တွေရှိခဲ့တဲ့သူတွေဟာအကျင့်ပါလာပြီးတော့ဒီဘဝမှာလည်းပဲစိတ်ဆိုးစိတ်ပုတ်ရှိတဲ့လူယုံမာတွေဖြစ်နေတတ်တယ်။ဒီဘဝမှာစိတ်ဆိုးစိတ်ပုတ်တွေနဲ့လူယုံမာတွေဟာလည်းအကျင့်အကျင့်ပါသွားပြီးတော့ နောက်ဘဝတွေအထီကိုအဲ့ဒီစိတ်ဆိုးစိတ်ပုတ်စိတ်ယုတ်တဲ့တတိတွေဟာကုဆက်ပါသွားတတ်တယ်ပေါ့ရှေ့ကဆိုတော့အခုဆိုးတယ်အခုဆိုးရင်နောက်ဘဝတွေမှာလည်းဆိုးအောင်ပါပဲရှေ့ကကောင်းလို့ယခုကောင်းတယ်ယခုကောင်းနောက်ကောင်းပါလိမ့်မယ်ရှေ့ဘဝတုန်းကစိတ်ကောင်းနေရှိခဲ့တဲ့သူကအကျင့်ပါလာပြီးတော့ဒီဘဝမှာလည်းစိတ်ကောင်းစိတ်မြတ်တွေရှိကြတယ်လူကောင်းတွေဖြစ်ကြတယ်ဒီဘဝမှာစိတ်ကောင်းစိတ်မြတ်လူကောင်းတွေရှိတဲ့သူတွေဟာလည်းနောက်ဘဝမှာ အဲ့ဒီကောင်းတဲ့ဓာတ်တည်ကလေးတွေကူးဆက်ပါသွားပြီးတော့စိတ်ကောင်းစိတ်မြတ်ရှိတဲ့ပုံကိုယ်တွေဖြစ်ကြလိမ့်မယ်လို့ဆိုလိုတယ်။ဒါကြောင့်ယနေ့ဘုရားမှာဖယားရှင်ရဲ့အဆုံးမနဲ့ကြုံကြိုက်ခိုက်မှာမိမိတို့ရဲ့စိတ်တွေကိုအကောင်းဘက်ကိုရောက်အောင်ပြုပြင်သင့်တယ်လို့နားလေသဘောပေါက်စေခြင်းနဲ့အတွက်ကြောင့်ဒီနေ့မိလိန်နာမင်းကြီးရဲ့စိတ်ထားပြုပြင်နေတရားတော်ကိုဟောကြားပေးခြင်းဖြစ်တယ်။ဒီနေ့အလို့ရှင်များနဲ့တကွဓမ္မမိတ်ဆွေများအားလုံးမိမိတို့ရဲ့စိတ်နေစိတ်ထားတွေကို အကောင်းဘက်ကိုရောက်အောင်ပြုပြင်ပြီးတော့ဘုရားအဆုံးမတော်အတိုင်းလောကအကျိုးသာသနာအကျိုးကိုပယ်ပိုးနိုင်တဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးများဖြစ်အောင်ကိုစီကိုစီကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း